38ကြိမ်မြောက်ပြည်ပဆိုင်ရာမူရင်းစေဝအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြည့်ရေးနေမှာနိုင်ငံတော်ဝန်ငွေကျပ်1800ဘီလီယံကျော်အရိကန်ဒေါ်လာ298တန်းကျော်တန်မိုးရှိတဲ့မူရင်းစေဝတွေမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။38ကြိမ်မြောက်ပြည်ပဆိုင်ရာမူရင်းစေဝလဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြည့်ရေးနှင့်အထိမ့်မှန်ခန္ဓာတွေကိုဇွန်26ရက်က နေပြည်တော်ကောင်စီနယ်မြေတိုင်းဒေသကြီးပြည်နယ်တွေမှာပြုလုပ်ခဲ့ပြီးတောင်ကျင်းရန်ကုန်နဲ့မန္တလေးမြို့တို့မှာတနစ်တာကာလအတွင်းဖမ်းဆီးရမိတဲ့မူရည်ဆေးဝါးတွေဓာတ်ရုပစ္စည်းတွေဖျက်ဆီးတာကိုပြုလုပ်ခဲ့ပါတယ်။ရန်ကုန်တိုင်း AR တိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းမွန်ကရင်နဲ့ရခိုင်ပြည်နယ်တို့ကဖမ်းဆီးရမိတဲ့ ဘိန်း35ကီလိုကန့်ဘိန်းဖြူ183ကီလိုကျော်စိတ်ကြွရွတ်သွေးပြား83တန်းကျော် ice 1486ကီလိုကျော်စိတ်ပြောင်းစေဝါ happy water 32ကီလိုကျော်ဘိန်းဆောင်မုတ်114ကီလိုကျော်ကက်တမင်း9864ကီလိုကျော်စေးကြောက်404ကီလိုကျော်အပါဝင်မူရည်စေဝါ25မြို့နဲ့ဓာတ်ရုပ်ပစ္စည်း7မြို့ စုစုပေါင်းတန်ဖိုးမြန်မာငွေကျပ်424ဘီလီယံခန့်အမေရိကန်ဒေါ်လာ118တန်းခန့်ကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အလားတူရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အဝေးရကုန်းတရားမြေပုံပြန်ကွဲမှာဓာတ်ရုပ်ပစ္စည်းများမြေမြို့ဖျက်ဆီးတာကိုထီဖောင်းကျေးရွာအုပ်စုစီပင်အမိုက်ကျင်းသွားလမ်းဘေးမှာရှိတဲ့ကြောက်ချင်းဟောင်းမှာပြုလုပ်ခဲ့ပြီး မီးရှို့ဖျက်ဆီးမှုမှာရှမ်းပြည်နယ်၊ကယားပြည်နယ်တို့ကဖမ်းဆီးရမိတဲ့ဘိန်း939ကီလိုကျော်၊ဘိန်းဖြူ461ကီလိုကျော်၊စိတ်ကြရည်သွေးဆေးပြား92တန်းကျော်၊ ice 993ကီလိုကျော်၊စိတ်ပြောင်းဆေးဝါး happy water 98ကီလိုကျော်၊ကက်တမင်2815ကီလိုကျော်စေးကြောက်59ကီလိုကျော်အပောင်းဝင်မူရစ်စေးဝါး16မြို့နဲ့ဓာရုပ်ပစ္စည်း12မြို့စုစုပေါင်းတန်မိုးမြန်မာငွေကျပ် 353ဘီလီယံကျော်အမေရိကန်ဒေါ်လာ68သန်းကျော်ကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မန္တလေးမြို့မှာပြုလုပ်တဲ့ပြည်ပဆိုင်ရာမူရင်းစေဝါလွှဲတော်မှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနဲ့ထိမ့်မှတ်အခမ်းအနားနဲ့ ဖန်စီရမိတဲ့မူရစ်စေဝရီမီးရှို့ဖြစ်စီတဲ့အစီအစဉ်ကိုမန္တလေးတိုင်းဒေသကြီးချမ်းမြတာစီမြို့နယ်ချမ်းမြတာစီတောင်ရက်ကွက်မှာရှိတဲ့လင်းရင်ခွင်းဟောင်းမှာပြုလုပ်ခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေနဲ့အလယ်ပိုင်းဒေသတွေကနေဖန်စီရမိတဲ့ဘိန်း380ကီလိုကတ်ဘိန်းဖြူ1130ကီလိုကတ်စိတ်ကြွရည်သူစေပြား135တန်းကျော် ice 640ကီလိုကတ်စေပြောင်းစေဝါဟပီဝါတာ86ကီလိုကျော်ကတ်တမင်း93ကီလိုကျော်စေးချောက် 134ကီလိုခန့်အပါဝင်မူရင့်ဈေးဝါ26မျိုးနဲ့ဓာတ်ရုပ်ပစ္စည်း18မျိုးစုစုပေါင်းတန်မိုးမြန်မာငွေကျပ်295ဘီလီယံကျော်အမေရိကန်ဒေါ်လာ82တန်းကျော်ကိုဖျက်ဆီးခဲ့ကြတယ်လို့သိရပါတယ်။ဒါကြောင့်2025ခုနှစ်မှာဖန်ဆီးရမည့်မူရင့်ဈေးဝါတွေနဲ့ဓာတ်ရုပ်ပစ္စည်းတွေမီးရှို့မြင်းမြုပ်ဖျက်ဆီးခြင်းအစီအစဉ်တွေကိုတောင်းကြည့်ရန်ကုန်မန္တလေးစကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့တမူကတ္တာနဲ့ရွှေဘုံမြို့နယ်တွေမှာကျင်းပရာ ဘိန်း1334ကီလိုကျော်ဘိန်းဖြူ1944ကီလိုကျော်စိတ်ကြွရည်သွေးစီပြား280သတန်းကျော် ice 16210ကီလိုကျော်စိတ်ပြောင်းစေဝါ happy water 215ကီလိုကျော်ဘိန်းကြောင်မုတ် 134ကီလိုကျော်ဆေးကြောင့်998ကီလိုကျော်နဲ့ကက်တမင်း1583ကီလိုကျော်အပါဝင်မူရည်ဆေးဝါးနဲ့ဓာတ်ရုပ်ပစ္စည်း66မျိုးစုစုပေါင်းတန်ဖိုးမြန်မာငွေကျပ်1092ဘီလီယံကျော်အမေရိကန်ဒေါ်လာ298တန်းကျော်တို့ကိုဖြည့်ဆည်းခဲ့တယ်လို့သိရပါဗျ။